နည်းပညာလောကမှာတင်းထထောင်တောင်းကလောဘကြီးနေတဲ့နေဝင်အကြောင်းပြည်ဟင်းတရားဖော်ပြီးပရိသတ်ကြီးအောင်လုံးမဲမင်္ဂလာပါရှင်ကျွန်တော် knowledge channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တတစမင်းသားဖြစ်ပေမဲ့လောဘကြီးကရုပ်ရှင်တကားရိုက်ရင်တင်းထထောင်ယူနေတဲ့နေဝင်အကြောင်းကိုဖော်ကောင်လုပ်လိုက်တဲ့သူကဒါရိုက်တာပြည်ဟင်းတရားပါကြောင်မမဲတကယ်တမ်းအခုရက်ပိုင်းနဲ့ရုပ်ရှင်တကားရိုက်ရင်တိတ်ထထောင်ယူရဲဆိုပြီးနာမည်ကြီးနေတာကနာမည်ကြီးထိတ်တဲ့မင်းသားအေးချမ်းမောင်ဖြစ်ပါတယ်။ဒါကလည်းပြင်းဟင်းတီဟာကြောင့်လို့ဆိုရမှာပါ ဒရိုက်တာပြင်းတရားဟာအခုချိန်မှာတော့မြမရုပ်ရှင်လောကကနေထွက်ခါကအမေရိကန်နိုင်ငံမှာအခြေချနေထိုင်ရင်းနဲ့မြမရုပ်ရှင်လောကကအကြောင်းတွေကိုပရိသတ်တွေမသိသေးတဲ့အကြောင်းတွေကိုအင်တာနက်ပေါ်ကနေပြောပြနေကြတာပါအခုပြည်ခဲ့တဲ့ရက်ပိုင်းမှာတော့ဒရိုက်တာပြင်းတရားကမြမရုပ်ရှင်လောကကတတိဆမင်တာမကြာလေးကအကယ်ဒမီရထားတဲ့မင်တာတယောက်ဟာရုပ်ရှင်တကားရိုက်ရင်တိတ်ထောင်တောင်းနေကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ် ပြင်းသီးအားကဒီလိုနာမည်အတိအကျမပြောဘဲတက်တစ္ဆာအကယ်ဒမီမင်းသားလို့ပြောလိုက်တာကြောင့်လဲလူတွေကတော့အေးချမောင်ဆိုပြီးထင်လိုက်ကြတာဖြစ်ပါတယ်။ဒါကြောင့်သတင်းမီဒီယာတွေမှာဆိုရင်လဲအေးချမောင်ကမနာကြည့်ပြီးတော့အနုပညာရှင်တန်းတထောင်မှမရရင်မရိုက်နိုင်ပါဘူးဆိုပြီးပြောနေကြတယ်လို့သတင်းတွေတင်နေကြပါတယ်။အဲ့ဒီအခါမှာအေးချမောင်ရဲ့ပရိသတ်တွေကလည်းမကျင်မနှက်ဖြစ်ပြီးပြန်လဲကောက်ွယ်ပြောဆိုကြရင်းနဲ့ပြည်ထောင်စုအကြီးအကျယ်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒရိုက်တာပြင်းတီယာကပြောချင်တဲ့သူကတခြားတယောက်ဖြစ်ပေမဲ့မင်းသားအေးဇမောင်ကိုတွားပြီးတော့ထိခိုက်စေတဲ့အခါမှာကိုရိုင်းဝန်ခံပြီးတောင်းပန်လာခဲ့တာပါအေးဇမောင်ကိုလည်းတောင်းပန်ခဲ့တယ်လို့ပရိသတ်တွေအထင်လွင်နေတာမဖြစ်စေဖို့အတွက်သိန်းတစ်ထောင်တောင်းတဲ့မင်းသားကနေဝင်းဆိုတာကိုလည်းပေါ်တင်ပြောလာခဲ့ပါတယ်နေဝင်းက2023ခုနှစ်အတွက်အကောင်စုအမျိုးသားစပ်ဖို့စုကြည်ကိုရရှိခဲ့တာဖြစ်ပါတယ်ဒီလိုရရှိသွားပြီးသိမကြခင်မှာပဲနေပညာကျေးတွေအရင်မြင့်တက်သွားခဲ့ပြီး ရုပ်ရှင်တကားလာရိုက်ဖို့ငားရင်အနည်းပညာကျိသိန်းတထောင်မှမရရင်မရိုက်ဘူးဆိုပြီးတော့မန္နာကြီးစွာပြောလာခဲ့တာပဲဖြစ်ပါတယ်။ရုပ်ရှင်စကားတကားရိုက်ရင်သိန်းတထောင်ဆိုတဲ့အနည်းပညာကျိမျိုးကမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးမင်းသားဖြစ်ခဲ့တဲ့နေတိုးနဲ့ပြည်တည်ဦးတောင်မရဘူးအောင်။နေဝင်းက2023ခုနှစ်အတွက်အကောင်ဆုံးအမျိုးသားဆက်ဖို့ဆိုကြရရှိသွားပြီးသိမစားခင်မှာပဲအနည်းပညာကျိတွေအရင်မြင့်တက်သွားခဲ့ပြီးရုပ်ရှင်တကားလာရဖို့ငားရင်အနှစ်ပညာတိတိန့်တထောင်မှမရရင်မရဘူးဆိုပြီးတော့မန္တာကြီးစွာပြောလာခဲ့တာဖြစ်ပါတယ်။ဒီသတင်းတွေကို ဒရိုက်တာပြင်းကြီးဒီဟာကြားတော်တဲ့အခါမှာတော့ဒီလိုမလို့တဲ့တဲ့အတွက်အားလုံးသိအောင်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အထူးသဖြင့်နေဝင်းဟာဂျော်ဟင်းလက်တစ်အဖြစ်အနုပညာလောကမှာနာမည်ကြီးနေတာပါ။ဒရိုက်တာပြင်းကြီးဒီဟာကတော့အခုလိုကြက်တဲနေတဲ့ကာလမှာနေဝင်းအနေနဲ့ဂျော်ဟင်းမကားလို့ဘာပဲဖြစ်ဖြစ်တင်းတထောင်မတောင်းတင်ကြောင်းရှင်းပြလာခဲ့တာပါ။နေဝင်းက producer တွေစီကနေဒီလိုတင်းတထောင်ကြောင်းရင် producer တွေဘက်ကပေးနိုင်ပေမဲ့နေဝင်းကိုတိတ်တထောင်ပေးလိုက်ရလို့စပုတ်ဆိုင်ရဲ့ရုပ်ရှင်အဖွဲ့သားတွေကိုဈေးနှိမ်တာမျိုး အပြင်ရိုက်ခွင့်အသုံးစရိတ်ထမင်းကျွေးတဲ့ဇေယျတွေကိုရှော့ပေါနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်မို့လို့နေဝိအနေနဲ့ဒီလိုမျိုးအနှစ်ပညာကျေးကိုမတန်မဆမတောင်းတင့်ဘူးလို့ပြောလာတာပါ။ပြေးတရားကနေဝင်းအနေနဲ့တိန့်တထောင်မတောင်းမှုဆိုရင်သူယူတဲ့အနုပညာရှိကိုပွင့်လင်းမြင်သာမှုရှိစွာခြားပြတဲ့နယ်လို့ဆိုပါတယ်။နေဝင်းတင်မကအေးချမ်းမောင်လဲနောက်ဆိုရင်လူတွေအထင်လွဲမခံရအောင်အနုပညာရှိကိုခြားပြတဲ့နယ်လို့ပြောလာတာပါ။ ဒီလိုပြောရတာကလည်းမင်းသားနှစ်လက်ကိုမနာလိုလို့မဟုတ်ဘဲအခြေခံရုပ်ရှင်လောကသားတွေကိုငဲ့ညာဖို့ပြောနေတာလို့ဒရိုက်တာပြင်းတီဟာဆိုပါတယ်။အခုချစ်စုနေကြတဲ့ပရိသတ်တွေကရောအနည်းပညာကျိတင်းတထောင်ယူနေတဲ့နေဝင်းအပေါ်မှာမိမိတို့အမြင်ရှိရင်လည်းပြောပြတော့ကြပါဦးရှင်။